သူထအသက်ပေါင်းများစွာငယ်တဲ့ကောင်မလေးကိုမီဒီယာရှိခေါ်ပြီးတော့เนาะကြွားရမှာပါမှမချာသေးဘူးရုပ်ဆောင်ဇေယကတော့သူရဲ့ချစ်သူကောင်မလေးသူထအသက်25နှစ်လောက်ငယ်ပါเนาะအဲ့ဒီကောင်မလေးနဲ့ဟိုတယ်မှာအမုံချမ်းနေတဲ့ OHD လေးအခု online ပေါ်မှာအရန်ကိုပြန်နေပြီ Telegram မှာဆိုရင် VIP group တွေမှာအတော်လေးကိုဈေးကောင်းရနေတယ်ဆိုပြီးတော့တနေ့နေ့ကတော့ကြားတယ်เนาะအမြဲတမ်းမှာ one နေဖို့ကောင်းပါရဲ့ တနေ့ကပဲကျွန်တော်တို့တည်ဥဆောင်စီရကတော့သူ့ရဲ့ရောက်ခမလောင်းပေါ့ဗျာရောက်ခမဖြစ်သူတော့ဖြူဖြူထွန်းတို့ရဲ့အင်ဂျင်သက်ပွဲမှာသူကိုယ်ရင်ကတယောက်ချင်းပြီးပေးခဲ့တာဖြစ်ပြီးတော့အဲ့ဒီမှာပဲမီဒီယာတွေကပါခေါ်ပြီးတော့မကြခင်မှာသူလက်ထပ်မဲ့ကောင်းပါလီဆိုပြီးတော့နော်သူ့ရဲ့ချစ်သူကောင်းပါလီအသက်20အရွယ်ပဲရှိပါသေးတယ်နော်ကျွန်တော်တို့ယုံဒီစောကိုတနိုင်ကလုံးဝချပြခဲ့တာပဲဖြစ်ပါတယ်ယုံဒီစောကိုသူကသူ့ရဲ့ရောက်ခမနဲ့ စင်ရွှေပြပွဲတခုမှာတွေးဆောင်စင်မှာเนาะဒီကောင်မလေးကိုတွေးသွားခဲ့တာဖြစ်ပြီးတော့တခါတည်းပဲအဲ့ဒီမှာတွေးတာနဲ့မြင်းမြင်းချင်းချိမိသွားခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်မှာသူကောင်မလေးကအသက်၁၂နှစ်ပဲရှိပါသေးတယ်ဆိုတော့သူရဲ့ချစ်သူကောင်မလေးကိုချစ်ခွင့်ပန်းတဲ့ကောင်မလေးသူ့ရဲ့အမိကိုခွင့်တောင်းခဲ့ချောင်းပြီးရတယ်ရုပ်ဆောင်ဇေယရဲ့ခစ်ကိုမြည်တဲ့သူဆိုရင်အားလုံးဒီပါရီရုပ်ဆောင်ဇေယကသူ့ခစ်ဒုက္ခတော့ကတော်လေးကိုဒါစော်ကြည့်ရဲပဲဗျเนาะ sorry ဆိုရင်လည်းအများကြီးတွဲခဲ့တယ်ဆိုတော့ ဒီအချင်းနေရေးနဲ့ပတ်သက်တော်တော်လေးကိုနော်ကြေလေးကောင်းပြီเนาะအဲအင်တာဗျူးမှာသူ့ရဲ့ကောင်းမလေးကိုဘယ်လောက်တည်းတည်းเนาะအချစ်ကြောင့်မိမိချင်းချစ်မိကြောင့်အဆရှိတဲ့စကားလုံးတွေကလားလူတိုင်းကြောသက်ပါတယ်เนาะမိမိချင်းချစ်တဲ့အချင်းဆိုတာเนาะတရားမှာတယောက်တောင်ရှိဖို့ခဲပါတယ်เนาะရိုးဆောင်ဇေယရဲ့ပြောကြချက်တွေဟာယောက်ျားလေးတွေဆိုရင်သိပါတယ်เนาะလူတိုင်းပြောသက်တာပဲအခုတရုတ်ဆောင်ဇေယကသူ့ရဲ့ချစ်သူကောင်းမလေးအသက်ဆယ်ကျော်တဲ့ကောင်းမလေးနဲ့ဟိုတယ်မှာအမှုန်ကဲနေတယ် HD တွေ ကြွားရမှာဘလောက်မှမချသေးဘူးထွက်ပေါ်လာတာဖြစ်တဲ့အတွက်ချစ်ချင်းလက်ထက်ရမယ်နေထားမှရှိနေပြီးအတော်လေးနေရှက်ဖို့ကောင်းပါတယ်နော်